မင်္ဂလာပါမမတို့ရေပါပါမလားဒီအင်းဖြစ်နေသောင်းနေတာပုံပန်းနေတယ်။မြေပြားလာကြည့်။အေးလေ။ဟာဒွင်းဒီဖာလူတာလဲလား။မှားလိုက်လေ။ဟာသူကအွန်လိုင်းပေါ်ဇီယို။ဟောအွန်လိုင်းပေါ်ဇီယိုကြီးလား။အော်။ဖာမေ။ 39တာဒီ9 40တော့မပြည့်ဘူးဟမ်ကြီးကျော်40တော့အေးလေအဲ့ဒီတော့40ရအောင်လို့မင်းတို့ရောအော်ငါတို့က60ရောက်တော့မယ်ဟို60ရောက်တော့မယ်နင်ကလည်းပြောလေ55ဟုတ်ကဲ့ကဲ

ညည်းညည်းငါလုံးညည်းအဲ့ငါလုံးညီမညည်းတက်တာလားမလဲညည်းငါ့ကိုအဲ့ဒါမလုံးနဲ့ညည်းငါရဲ့နီးစနစ်တရားအရင်အဲ့ဒါညည်းရတာညီမကောင်းဆိုညည်းမှတက်တာလားသိလားညည်းတာပဲညည်းတာပဲအဲ့ဒါသဘင်ကရှင်းမြန်တယ်နော်ညည်းမှတက်တာတော့လေအဲဝင်ကြီးလာအရင်လာနေပါတယ်ဗျို့ ။ဟိုဖိုင်ဆိုင်ကားကြီးကြီးမီးလောင်နေတယ်ဆိုလို့။ကဲစအောင်မယ်စအောင်မယ်နော်အဲ့ဒါဘာရမဘူးတို့ရလဲမြန်မာဆိုတော့လဲကြံဖန်ပြီးဂုံယူရတာပဲเนาะမာဘာနေနေလေကို့မြန်မာကတော့ကြံဖန်ပြီးဂုံယူရတာပဲမန်ယူအသင်းကိုဂိုးသွင်းနိုင်နေဆိုတာအနိုင်ငိုးကိုသွင်းသွားတာကိုကိုပါပေါ့အဲလေဒါမျိုးเนาะ ဲဗာရင်ညာတွေထူးခြားမှုဗာရီရှိတော့မနေ့တော့ကလူဘလောက်ရှိသွားပြီလဲတက်လာမှပဲပြောတော့မယ်နော်တက်လာရင် အပူတယ်မပြောနေတော့ နိုင်ကိုအသွင်းသွားတာကိုကိုပါပေါ့မနေ့တော့ကကျမကရွှေစုစာအုပ်အကြောင်းတင်ပြီးရဲ့ခါကြတော့အောက်မှာမိကုန်းလေးတွေအများကြီးထက်ဖြစ်လာတာပေါ့နော်မိကုန်းလေးတွေအများကြီးထက်ဖြစ်လာကျမကလေအာ TikTok မှာဆိုလဲဒီလိုပဲ ကျွန်မ Facebook page မှာဆိုလဲဒီလိုပဲကျွန်မ comment တွေကိုဝင် like ဝင်ဖတ်ပါတယ်เนาะဒါမှတောင်ရင်ကျွန်မကလေလူတွေရဲ့သဘောထားတွေအဲဟိုကျွန်မလိုအပ်ချက်တွေเนาะဟိုကျွန်မကိုယ်တိုင်လိုအပ်ချက်တွေကျွန်မကပြန်ဖြေရမယ့်လိုအပ်ချက်တွေကိုကျွန်မသိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မကဒါအမြင်နဲ့ comment တွေဝင်ဖတ်ပါတယ် TikTok မှာဆိုလို့ရှိရင်လည်းကျွန်မက comment တွေကိုတချောင်းချင်းစီသူများလိုမျိုးစာရင်းနဲ့ပြန်ပြီးတော့မှ reply မလုပ်နိုင်ဘူးဆိုတာကကျွန်မအဲ့လောက်အချိန်လေးကျွန်မမှာမရှိနေတာလဲတချောင်းပေါ့เนาะကျွန်မဒီလိုပဲစိတ်နဲ့အားတဲ့အချိန်ဒီမှာ ှာဖတ်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 သွားလိုက်တယ်အဲပြီးရင်ကျွန်မဖြည့်ရမယ့်ဟာလေးဆိုခေါင်းထဲမှာထည့်ထားလိုက်တယ်လိုအပ်တဲ့ဟာပေါ့တည်တင်းတည်လိုက်တဲ့ဟာလေးဆိုခေါင်းထဲမှာထည့်ထားလိုက်ပြီးတော့မှကျွန်မပြန်ပြန်ပြီးတော့မှအလင်းတင်တယ်လို့စကားတွေထဲမှာထည့်ထည့်ပြီးတော့မှဖြည့်ပြီးပါတယ်နော်အဲ့တယောက်ချင်းစီရဲ့ comment ကိုပြန်ပြီးတော့မှ reply လုပ်ပြီးတော့မှစကားပြောဖို့အတွက်ကြတော့ကျွန်မမှာနည်းနည်းလေးအချိန်လေးအခက်ခဲလေးဖြစ်တယ်နော်အဲ့ဒါလေးတော့နားလည်ပြီးနော်ကျွန်မအချိန်အလောက်ကြီးမရှိနေဘူးပေါ့လုံးလုံးရင်းနဲ့တစ်ဖက်ပြောရတာဆိုတော့လေအဲ့တော့တည်တင်းတည်လိုက်တယ်တန်မိုးရှိတဲ့ခုနလိုတည်တင်းတည်လိုက်တဲ့ ဒီမေကွန်ကိုဖြေးလိုက်ရင်အများအများကြီးသိစေမယ့်မေကွန်ကျွန်မလည်းဖြေးနိုင်တယ်ကျွန်မလည်းသိတယ်ဆိုတဲ့မေကွန်မျိုးဆိုရင်ကျွန်မခေါင်းထဲမှာထည့်ထားလိုက်တယ်ကျွန်မဒါဖြေးပေးရမယ်ပေါ့အဲ့တော့မနေ့တော့ကကျွန်မရွှေစုစာအုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုတင်ပေးတယ်နော်တင်အတခါနဲ့နည်းနည်းဝင်ကြီးကနည်းနည်းထပ်ဆူလိုက်ပါအောင်မယ်သိလားရှင်တော့ကလေပွဲဆိုလို့ရှိရင်မီလီယံနဲ့ချီတယ် view ကနော်အဲ့ဒီတန်ဖိုးရှိတာတွေဆိုရင်လေလက်ငါးချောင်းကေမပြည့်ဘူးသိလားအဲ့ဒါလူရဲ့သဘောမနှောอ่ะ နော်ဟာပွဲဘသူ့ကိုဘလို့စော်သလားဟဲ့ဘဲသူ့ကိုဘလို့ပြောနေရလားဟိုလိုလိုဒီလိုလိုမျိုးဘာမျိုးညာမျိုးဆိုလို့ရှိရင်လေရှင်တို့အဲ့ဒါမီလီယံချီတယ်နော်အဲအဲ့လိုမျိုးတန်မိုးရှိတာတည်တင်းတည်လိုက်တာတန်မိုးရှိတာပညာရဲ့ဆိုင်ရာအခြေအနေအကြောင်းအရာတွေကိုရှင်းပြတဲ့ဟာဆိုအောင်မဆိတ်ဝင်စားဦးဗျာပလစ်တာပလစ်တာနော်အဲ့ဒါအဲ့ဒါအဲ့ဒါပဲဘာဖြစ်လဲဆိုတာလူတွေဟာကျမတို့ကိုယ်တိုင်လည်းဒီလိုပဲဆက်စုတယ်မကောင်းမှုမှာပို့ပြီးတော့မှမွေးလျော်တဲ့သဘောအဲ့ဒါပဲနော် ဒါရည်စရာပြောတာပါထားပါတော့ဆိုတော့ကြည့်တဲ့သူသိမယ်မကြည့်တဲ့လူမသိဘူးပေါ့နော်ဆိုတော့မေခွန်းလေးကဘာဖြစ်လဲဆိုတော့ तू ကတကြားကလေးတွေတဲ့စုတင်သလားတဲ့ဒီလိုလေးပြောတယ်ဒါကတော့နည်းနည်းလေးဖြည့်ရင်နည်းနည်းလေးလူအုပ်စုတို့စုကတော့ကျမကိုမကျေနပ်ဘူးမကြိုက်ဘူးဆိုတဲ့အနေထားဖြစ်မယ်တကြားကစုတင်သလားလို့ကျမကိုမေးရင်တော့မစုတင်ပါဘူးလို့ပဲကျမကဖြေမှာပဲ နော်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြားကလေးတွေကရွှေချိန်လေးတွေကလည်းဝိတ်ပော့ပော့လေးတွေနော်။ပြီးတော့အဲ့ဒီရွှေချိန်တိရုပ်ကလာတာလေးတွေပေါ့နော်။တချို့များသောအားဖြင့်ကတော့တိလား။ကျွန်တော်တို့ဒီလိုဖြီချူးတွေလည်းဒီလိုပဲစုဖို့အတွက်ဆိုဒီလိုဖြီချူးတွေလည်းမဝစ်သင့်ဘူး။နော်မဝိတ်တယ်မူဒါတွေကဘာဖြစ်လို့လဲဆိုတော့ဒါတွေကတရုတ်ကနေဝင်တဲ့ဟာလေးတွေဒီဖီချူးလေးတွေဆိုလဲအခောက်ရွှေလို့တော့ပြောတယ်တရုတ်ကနေဝင်နေသူကဘာဖြစ်လဲဆိုတော့ရွှေချင်းတစ်ပင်လက်ခတစ်ပင် တိလာအဲ့လိုအဲ့လိုအဲ့လိုရှိတယ်เนาะအဲ့တော့တကြားခဲလေးတွေကလည်းဒီလိုပဲရွေးကနန်းရွေးလျောက်ရွေးလောက်ကလေးပဲရှိရဲတကြားခဲပမာဏမှာလက်ခက3.5000လောက်ပါတယ်ဆိုရင်ကိုမတန်တော့ဘူးလေအဲ့တော့တခဲနှခင်းကပြဿနာမရှိပေမဲ့အခဲကြီးအများကြီးစုလိုက်တဲ့အချိန်မှာလက်ခတွေကအများကြီးဖြစ်သွားရောဒါဆိုမတန်တော့ဘူး ရွှေစည်းနဲ့ပြန်ပြီးတော့မှစားကြည့်လိုက်ပြီးတော့မှဆိုရင်စွရတဲ့သူနစ်နာတယ်။ဒါကြောင့်မလို့ကျမကတော့လေဒီတကြားငယ်တခဲစာတခဲစာကိုစုပြီးတော့မှမုတ်စားမယ်စားတကြားငယ်တခဲစာတခဲစာစုဆိုတဲ့ဟာကိုတော့ကျမကတိတ်ပြီးတော့မှမထောက်ခံဘူးတိတ်ပြီးတော့မှအားမပေးဘူးเนาะကိုကရွှေဆိုတဲ့ဒါယေဒနာကိုစုမယ်လို့အဲရည်ရွယ်တယ်ဆိုနေရတော့ထိထိမိမိလေးဖြစ်တဲ့ပမာဏလေးကနေစပြီးစုစေခြင်း ਨੇ เนาะကိုလက်ထဲမှာပဲကိုစုထားလိုက်เนาะပတ်စံလေးကိုအများကြီးလည်းပြောင်းလဲပြီးတော့မှမတက်သွားပါဘူးเนาะဆိုတော့ကိုလက်ထဲမှာကိုတပင်းတက်နိုင်ပြီလား ားကိုနှစ်ပဲတက်နိုင်ပြီလားเนาะမမဆူစီလားမမြင်လာကြပြီကိုသုံးပဲတက်နိုင်လားတမတ်တက်နိုင်လား6ပဲလား9မူးလားเนาะတစ်ချက်သားလားအစသဖြင့်ပေါ့အနည်းဆုံးတော့ကျမလေးတပင်းလောက်နိုင်မှပဲဆူစီချင်တယ်เนาะဆိုတော့ခုနဒီရွေးနည်းတွေတကြားကလေးတွေဆူရဲဆိုတာကလေအင်မတန်နစ်နာတယ်ဆူတဲ့သူလေเนาะကျမတို့ဒီလိုမျိုးဘာညာတီးပြီးတော့မှဝစ်ချင်လို့ဆိုရင်တော့တမျိုးပေါ့เนาะဒီလိုကြီးဆူထားပြီးတော့မှပြီးတော့မှပြန်လဲမယ်ဆိုလို့ရှိရင်အဲ့မှာ ေးရတဲ့လက်ခတွေဟာအများကြီးဖြစ်သွားလိမ့်မယ်တခင်းကို9000တခင်းကို3000ကျမတိတိချာချာအမောင်းတော့မသိဘူးဒါပေမဲ့အဲ့3000 5000အမောင်းဆိုရင်တော့မဘင်းအများကြီးဆိုရင်အများကြီးဆိုရင်နစ်နာတယ်เนาะဒါကြောင့်မလို့တကြားကြီးစုတင်လားဆိုတော့မိကွန်းရဲ့အဖြေဆိုရင်တော့မစုတင်ဘူးเนาะအဲ့တော့ဒါဆိုရင်တိတိရဲ့တမီးတို့ကကျမတို့က မမတင်ရဲ့ပတ်စံနေနေနဲ့ဘယ်လိုပုံစံမျိုးစုတင်တယ်လဲဆိုကျွန်မခုနကပြောတယ်ကိုယ့်လက်ထဲမှာကိုစုကိုစိတ်ကိုကိုနိုင်အောင်စုစုပြီးတော့မှတပဲတန်းသီးနှစ်ပဲတန်းသီးရတော့မှသာလေအခောက်ကလေးတပဲလောက်ဆိုရင်ရောင်းနေနေတူတယ်เนาะဒီလိုလေးဝယ်စေခြင်းနဲ့เนาะဒီလိုလေးသွားပြီးတော့မှလက်ရောက်သွားရော့တပဲတပဲအပြားလေးတွေရှိတယ်နဲ့တူတယ်တပဲလေးတွေဒါအကယ်ဒမီမှာလည်းရှိတယ်နဲ့တူတယ်เนาะဆိုတော့အဲ့လိုမျိုးလေးတွေဝယ်စေခြင်းနဲ့သိလားအဲ့တကြားကလေးလောက်ကလေးတွေစုတဲ့ဟာမျိုးတော့ကျွန်မကအားမပေးဘူးဒါလေးကတော့เนาะအဲ့တော့တကြားတကြားကလေးရောင်းနေတူတွေကကျွန်မကိုရန်လို့အောင် ယ်နော်ဆိုတော့ခုနလိုပေါ့ဘာညာတရကဒီလိုလေးတွေဝစ်ချင်တာမျိုးလေးတွေဘာမျိုးလေးဆိုတော့တီပြီးတော့ဝစ်တင်တယ်အဲ့လိုပေါ့တကြားငယ်ကိုစုပြီးတကြားသားလောက်ဖြစ်တော့မှငါးမှုသားလောက်ဖြစ်တဲ့အထိတကြားငယ်တွေကိုစုပြီးရင်တကြားသားငါးမှုသားနဲ့ပြန်လဲဆိုရင်တော့စုတဲ့သူကရွှေစည်းအများကြီးမြောက်တက်သွားလိမ့်မယ်နော်ရွှေစည်းအများကြီးမြောက်တက်သွားလိမ့်မယ်ဘာဖြစ်လို့ကျွန်မတို့ကဥမာတကြားငယ်ကိုတကြားသားရောက်အောင်တကြားငယ်လေးတွေကိုစုလာတယ်ဆိုပါစို့တကြားသားရောက်ပြီဆိုပါစို့ဒါဆိုရင်ကျွန်မတို့ကဝယ်ထားတဲ့ငွေအမောက်နေကုန်ကြစိတ်တွေကိုပေါင်းရတော့မယ် နော်ပေါင်းတော့တကြားကဲတခင်းဟာသူ့ရဲ့ရွှေချိန်ကသူကတထောင်မိုးပဲရှိတယ်ဆိုပါစို့နော်လက်ခကကျမတို့ဒီတကြားကဲရဲ့လောက်ခ3တောင်ဒီဟာဒီဆိုင်ရှင်တရလည်းအမျက်ကအဲ့ဒီຢာဒီမှာယူတာလीနော်3တောင်ပေးရတယ်ဆိုပါဒါဆိုဒီတကြားကဲတခင်းရဲ့တန်ဖို့ကျမတို့ကတောင်း3တောင်လို့သတ်မှတ်ရမယ်နော်အဲ့တော့အဲ့တောင်း3တောင်နေတောင်း3တောင်နေကိုအကုန်ပေါင်းရမှာဒီတထောင်နေပဲကျမတို့ကပေါင်းလို့မရဘူးဒီပေးရတဲ့ငွေကြေးတွေအကုန်လုံးကိုပေါင်းလိုက်လို့ရှိလို့ရှင်တထောင်မှာ3တောင်ဆိုလို့ရှင်ကျမတို့က ပြည့်တဲ့အချိန်မှရင်ပေါက်စင်းရဲ့30ရာခိုင်နှုန်း plus ဖြစ်သွားလိမ့်မယ်။ရွှေတစ်ချက်သားစီ plus 30%ဖြစ်သွားလိမ့်မယ်။နော်ဘာဖြစ်လို့လဲဆိုတော့ တထောင်းမှာ3000ဆိုတဲ့ခါကြတော့အဲ့လိုဖြစ်သွားတယ်เนาะဒါကြောင့်မလို့အများနဲ့စုမယ်ဆိုရင်အာအများရောက်တဲ့အထိဒီလိုမျိုးလေးရီမန်းချက်ကလေးနဲ့ဒီလိုလေးစုဘူးလေးလို့စုသွားဖို့တကြားကလေးတွေစုပါလားဆိုရင်တော့အဲ့လိုလေးတွေးကြည့်အဲ့ဒါဆိုအဆင်မပြေဘူးเนาะအဲ့တော့ကျွန်မခုနပြောတဲ့လိုမျိုးပေါ့အာဒီလိုလေးတွေလက်ပေါက်စိတ်ပြီးစုမယ်အတူတူကိုယ့်လက်ထဲမှာပဲကိုယ့်အကုန်တပဲတန်းဒီနှစ်ပဲတန်းဒီရအောင်လေးဥမာ7သိန်းတန်းဒီ9သိန်းတန်းဒီရအောင်လေးကိုဖြစ်အောင်လေးစု3သိန်းတန်းဒီ2သိန်းတန်းဒီပေါ့เนาะဒီလိုလေးစုပြီးတော့မှအနည်းဆုံးကျွန်မကတော့လေအာကျွန်မတို့ရွှေတပဲဆိုလို့ 실로 신 တပင်းဆိုရင်ကျမတို့က၄သိန်းခွဲဝင်းကျင်မှာရှိလိမ့်မယ်အဲ့လောက်လीတော့တပင်းလောက်တော့ဖြစ်အောင်လေးစုပြီးတော့မှတပင်း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 လေးစုတာပိုကောင်းတယ်ဒီရွေးကနန်းလေးနဲ့တကြားကလေးတွေစုတာကတော့အာကျမတို့စုတဲ့သူအတွက်နစ်နာမှုတွေရှိတယ်ဒါလေးကိုရှင်းပြတာเนาะအဲ့တော့အချုပ်အဖင်တကြားကဲကိုစုတင်သလားဆိုရင်အများကြီးအနေနဲ့ရည်ရွယ်တယ်ဆိုရင်တကြားကဲကိုမစုတင်ပါဘူးเนาะဒါတွေလည်းဒီလိုပဲပျော်လို့ပဲဝစ်တင်ပါတယ်စုပြီးတော့မှရွှေစုတဲ့အနေနဲ့ဖြီချူးဝစ်တယ်ဆိုရင်မဝစ်တင်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူကရွှေချင်း င်း6ပဲအယောတော့က6ပဲနှီးပါလောက်အဲ့လိုပေးရတဲ့သဘောမျိုးတွေဖြစ်တယ်เนาะလက်ခအဲ့လောက်စားတူလောက်သွားဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့က10သိန်းမိုးဝယ်ထားရင်သွားပြန်ရောင်းနေဆို9သိန်းလောက်ပဲရတယ်ဆိုတာအဲ့ဒါကြောင့်မို့အဲ့ဒီပြဿနာလေးရှိတယ်เนาะဒါလေးကိုတိဖို့လိုအပ်တယ်ပြီးတော့မှရှုံးနေဆိုអော်လို့မရဘူးလीเนาะသူကငကုန်နေကဒီမှာသူကပြောထားပြီးသားပဲဟုတ်တယ်လားเนาะဆိုတော့အဲ့လိုလေးအဲ့တော့အဲ့ဒါလေးကိုပြန်ပြီးတော့အဖြေပေးတာရှင်းပြတာစင်ပြေးလာတာမှာကွာဟာအေးပြမှုတောင်းမို့ တော့တော့ဆိုပါလေ